DVV ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်အနီးနွန်ထပ်ပူရီခရိုင်ထဲမှာတည်ဆုံသွားတဲ့အမျိုးသမီးကြီးတယောက်ရဲ့အလောင်းကိုမိသချို့ဖို့ပြင်ဆင်ခြင်းပြန်ပြီးအသက်ရှင်လာတဲ့ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါရယ်။နိုမာလာ22ရက်ကတည်ဆုံသွားတဲ့အသက်65နှစ်အရွယ်နန်းချွန်းထီရီဆိုသူအဖွားတယောက်ရဲ့အလောင်းကိုမိသချို့ဖို့ဆွေမျိုးသားချင်းတွေကနွန်ထပ်ပူရီခရိုင်ဘန်ရိုင်မြို့ရက်တခေါင်ထန်းကျောင်းတိုက်ကိုယူဆောင်လာခဲ့ပါရယ်။ သူဝရာဇာကမိသချိုဖို့ဆက်တွေပြင်ဆင်ပြီးကားပေါ်ကအတုဝခေါင်းကိုရွှေ့ဖို့ပြင်ဆင်နေချိန်အခေါင်းထဲကထုတန်ခောက်တန်တွေကြားရတယ်အခေါင်းကိုဖြွင့်ကြည့်ရမှာတော့အဖွားကမသေးသေးပဲအခေါင်းနဲ့ရန်ခောက်ပြီးအကူအညီတောင်းနေတာလို့ဆိုပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ရက်ွက်တဲ့နယ်မြေခွနစ်ထင်းရှုမြိုင်မှာရှိတဲ့စစ်တပ်ကင်းစခန်းကနေနိုမာလာ24ရက်ည9:00နာရီအချိန်မှာလက်နက်ငယ်တွေနဲ့အချက်20ဝန်းကျင်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ် စကိုင်းတိုင်းမင်းကင်းမြို့နယ်မြောက်ချွန်းရွာနဲ့ရွာပရွာကိုစစ်ကောင်စီတပ်ကဒီနေ့နိုမာလာ25ရက်မနက်9:00နာရီကျော်အချိန်မှာလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ DV နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။